ဟယ်လိုအားလုံးမင်္ဂလာပါ United Shoe ကနေကြိုဆိုပါရစေဒီနေ့ညမှာတော့ Manchester United က Bilbao နဲ့ဒုတိယကြော်ပြရှင်ပိုင်းကစားမယ်ပေါ့နော်ကိုဒီအနေနဲ့တရေကြတယ်ဆိုလို့ရှိရင်ကိုပဲ Europa League Final ကိုကျွန်တော်တို့တက်နိုင်ပါပြီအကယ်လို့ရှုံးနေတယ်ဆိုလို့ရှိရင်တောင်းပါဗျာ1 season နဲ့ရှုံးမလား2 season နဲ့ရှုံးမလားကျွန်တော်တို့က Europa League Final Final ကိုတက်မှာဖြစ်တယ်ပေါ့နော်ဒါပေမဲ့လို့ကျွန်တော်တို့အနေနဲ့ရှုံးပွဲကြုံလို့ကျွန်တော်မရပါဘူးเนาะကျွန်တော်တို့အသင်းကအနေအဆုံးတရေတော့ကြောက်အောင်ခံမရမယ် မဖြစ်မနေဆိုလို့ရှင်တော့ကျွန်တော်သာလုံးဝအနိုင်ရအောင်ကျွန်တော်ကံမရမယ်အနိုင်ယူပြီးတော့ကျွန်တော်နောက်တစ်ဆင့်တက်တာ final ကိုရောက်တာကအတင်းအတွက်အတိုင်းအတာတစ်ခုဒီ statement performance ကိုပြတာမျိုးဖြစ်မှာအကယ်လို့ဘောနော်ရလက်ဒီပါရီအခြေအနေမကောင်းဘူးဒါပေမဲ့တက်တော့တက်သွားတယ်ဆိုတာမျိုးကတိတ်တော့အထာမကြဘူးဗျာဆိုတော့ဘီဘာဝဲဘက်ကတော့ဘယ်လိုပြောမလဲသူတို့နီကိုဝီလျံစ်တို့မပါဘူးဘောနော်အင်အားကြီးဝီလျံစ်တို့ကျွန်တော်မပါဘူးပြီးလို့ရှိရင်ဆန်ဆက်တို့ကျွန်တော်မပါဘူးပေါ့အဲဒီမဲ့တို့ဒါဟာဘီဘာအိုဖြစ်နေသေးဆိုတာကိုကျွန်တော်ပြောင်းလဲသွားမှာမဟုတ်ဘူး ီဘာအိုရဲ့အဓိကကစားမတွေဆိုတာတော့မှန်တယ်။ဒါပေမဲ့ဘီဘာအိုကအဲ့ဒီကစားမတွေနဲ့ပဲအသင်းကိုတိဆောက်ထားတာကျွန်တော်မဟုတ်ဘူး။သူတို့မှာတခြားကစားမကောင်းတွေကျွန်တော်ရှိနေသေးတယ်။ဆိုတော့အသင်းဘက်ကအိုကောင်တွေ၃ယောက်မပါလို့ဆိုပြီးတော့ပေါပေါတန်တန်ကျွန်တော်ပြင်သွားဆင်သွားလို့ကျွန်တော်မရတယ်လို့ကစားသမားတွေနဲ့လည်းပေါပေါတန်တန်ကစားသွားလို့ကျွန်တော်မရဘူး။နော်ဘီဘာပထမပိုင်းပထမအကြုံမှာတော့ကဒုတိယပိုင်းလေကျွန်တော်ရောက်ရောဘီဘာကိုပိတ်ကစားတာနဲ့ကျွန်တော်တို့တကူးမှမသွင်းနိုင်ဘူး။ဆိုတော့ကိုအသင်းနေနဲ့၁၁ယောက်၁၁ယောက်ချင်းကစားရတဲ့နေရာမှာ ဘလူးမန့်ပြိုင်ဘက်ကိုရှော့ထွက်လို့ကျွန်တော်မရဘူး။လာလီဂါမှာအဆင့်၄မှာရက်တည်နေတဲ့အသင်းပါ။လာလီဂါအဆင့်၄မှာရက်တည်နေတဲ့အသင်းကိုရီကိုနော်ကျွန်တော်တို့၁၁ယောက်၁၁ယောက်ချင်းအခြေအနေတွေကောင်းလုံးကအများကြီးဒုက္ခပေးနိုင်ခဲ့တဲ့အသင်းပထမကြော့မိနစ်30လောက်ပထမပိုင်းလောက်မှာကိုရီကိုအများကြီးဒုက္ခပေးနိုင်ခဲ့တဲ့အသင်းကျွန်တော်တို့အနေနဲ့ဘလူးမန့်ရှော့ပြီးတော့ကစားလို့မရဘူး။ဆိုတော့ MOD အနေနဲ့ဒီနေ့ပွဲမှာဟိုအာမက်ဒီယာလိုလိုဘာလို့ကိုပွဲထွက်ခွင့်ပေးလာလိမ့်မယ်လို့တော့ကျွန်တော်ထင်တယ်။အသင်းအနေနဲ့ လူသုံးတက်စုံနဲ့တည်တည်ကြကြရှိမှန်ကစားမရမှာပါပရီးမီးယားလိမှာကျွန်တော်အနေနဲ့လူကောင်းနေကျွန်တော် channel တချို့ကစားမတွေကိုကျွန်တော်အနာပေးတယ်လုံးဝမထီဘူးချုပ်ကစားမတွေကိုကျွန်တော်ဒါတပွတ်တဝက်လောက်ပွဲတဝက်လောက်ပဲကျွန်တော်ပြီးကစားတယ်အဲ့ဒါတွေကဒီလိုပွဲမျိုးမှာကစားမတွေကိုအင်ပီအားပြီးနဲ့ကျွန်တော်ဘောနော်ဒီ fresh ဖြစ်ဖြစ်ကစားနိုင်ဖို့အတွက်အနာပေးထားခဲ့တာအဲ့ဒါကြောင့်ဒီပွဲဒီကိုရီးယားအင်မတန်ရေးကြီးပါတယ်ကျွန်တော်ပြောချင်တာကဗျာခုနကပြောလို့ပဲလုံးဝဘောနော်ဒီငါတို့ပထမကျောနိုင်ထားပြီးပြီးဟိဘာညာမိတ်ထားလိုက် ဟုတ်တယ်မလားနော်ငါတို့ရှင်ကစားရမယ်ပြီးတကယ်လည်းပဲနိုင်အောင်တို့ကျွန်တော်တို့ဆွမ်းဆောင်မှငါတို့ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ကစားမှတော်ကကြမှာကိုရီတင်းကစတော်စီဒီဂိုရီပါတွေမထင်မှပဲပေးလိုက်ရတယ်ဆိုလို့ရှိရင်ကိုကောင်တွေကအကုန်ပြာတလူလူဖြစ်သွားပြီးတော့အမြင်နဲ့တိုင်ပက်လေးကျွန်တော်တို့ရှိတယ်ဒိုင်ယွန်နဲ့ပွဲစဉ်မှာလည်းကျွန်တော်တို့2စီးနဲ့ကျွန်တော်နိုင်တယ်နောက်ပြီးလည်းပြီးတော့ကျွန်တော်တူတူဖြစ်သွားတယ်အနီကက်ထီတော့ကိုရီးယားတောင်မှထက်ပြီးတော့ဂိုးသွင်းရအောင်မှာကိုကောင်တွေကနှစ်ဂိုးထက်သွင်းသွားတယ်4-2နဲ့ကျွန်တော်ရှုံးနေတယ် 9မိနစ်တော်ဒီမှာ3ဂိုးသွင်းတော့တော်ကိုမင်းကန်ကောင်းကန်တီလို့เนาะကျွန်တော်အိုက်ပွဲနိုင်ခဲ့တာဆိုတော့အဲ့လိုမျိုးကျွန်တော်ဖြစ်လို့မရဘူး။ဟောဖြစ်လိမ့်မယ်လို့လည်းကျွန်တော်မထင်ပါဘူးเนาะဖြစ်လိမ့်မယ်လို့လည်းကျွန်တော်မထင်ပါဘူး။အဲ AC နဲ့ကျွန်တော်အနိုင်ယူပြီးတော့နောက်တစ်ဆင့်ကိုကျွန်တော်2စီးလောက်နဲ့နိုင်ပြီးတော့နောက်တစ်ဆင့်တက်သွားအောင်မယ်လို့လည်းကျွန်တော်ထင်ထားတာပဲ။ဒါပေမဲ့လို့ပေါ့နော်။ပော့ဆလို့မရဘူးဗျာဒီလားကိုရီးယားအမြဲတမ်းပော့ဆတဲ့အတဲ့အတင်ဒီနေ့ညမှာတော့ပေါ့နော်အဲ့လိုမဖြစ်ဘူးကျွန်တော်မျှော်လင့်တယ်။ကိုရီးနေနဲ့ အချင်းကြီးတွေအရာကကျွန်တော်တို့အနေနဲ့ဒီကိုအတင်းက final ကိုတက်ဖို့အတင်းအကောင်းဆုံးအနေထားရှိနေတယ်ဆိုမြဲပွဲတော်တွေမှာဘာတွေပြောင်းလဲသွားမယ်လို့မြန်ကျွန်တော်တို့ကပုံတည်ပြောလို့ကျွန်တော်ရတာမျိုးမဟုတ်ဘူးဆိုတော့ final ကိုရောက်တဲ့အခါမင်းမင်းဟိုဘက်ကဘိုလ်ရူပဲတက်လာတက်လာဟုတ်တယ်ဘိုလ်ရူ glimpse ပဲတက်လာတက်လာစပါပဲတက်လာတက်လာဒါကသူတို့ကိစ္စကိုဒီ final ကိုရောက်ဖို့တည်တာလည်းအရေးကြီးဆုံးပဲဒီ final ကိုရောက်နိုင်မှကျွန်တော်တို့အချင်းကြီးကောင်းမှာ final ကိုရောက်ပြီးတော့ဖလားရပြီးဆိုမှ Champions League တွေကျွန်တော်တို့ဝင်ခွင့်ရမယ် เนาะပြီးလို့ရှိရင်နောက်ရသည် Champions League စတာနဲ့ဝင်ငွေတွေကျွန်တော်တို့ပိုကောင်းလာမယ်အသင်းရဲ့ဘန်နာရေးပိုင်းကိုအတိုင်းအတာတစ်ခုကြီးပြည်လေသွားစီမှာအဲကြောင့်မနော် United အတွက်ဒီနည်းညပွဲဟာအများကြီးအရေးကြီးပါတယ်ပထမအကြော့3စီးနဲ့နိုင်ထားပြီးသွားပြီမယ်ဒီဒုတိယအကြော့မှာလည်းငါတို့နိုင်အောင်ကစားရမယ်ဆိုတဲ့ပုံစံနဲ့ပွဲထွက်လာမှာကျွန်တော်ရမှာစိတ်ပူတာကဘယ်လိုပြောမလဲကွင်းလယ်မှာပွဲထွက်လာမယ်ကက်စမဲတို့ဥကာတီအတွဲမှာဥကာတီတို့ကြောင်မပြောက်ဘူး နော်ပြီးလို့ရှိရင်ပက်ထရီတူဂူတို့တိုင်မပတ်ဖို့ဒါပဲကျွန်တော်မျှော်လင့်နေအရေးကြီးပါတယ်ဆိုတဲ့ပေါ်စီဒီမှာအူနန္နာတို့တိုင်မပတ်ဖို့ကစားမတစ်ယောက်ချင်းစီတိုင်းကကျွန်တော်အနေနဲ့အာယုံဆိုင်မှုအပြည့်နဲ့ကစားပီးနိုင်နေပါကိုကျွန်တော်ရမှာဆိုဒီပွဲဟာဒါကြောင့်အသင်းတစ်ပတ်ပေါ့နော်ပရီးမီးယားလိမှာတိုင်ပတ်နေတဲ့များအခြေအနေတွေကိုပြောင်းပြန်လှန်ပြစ်နိုင်မယ့်အခြေအနေမျိုးပဲဒါဒါပြောင်းလဲတော့သွားမှာမဟုတ်ဘူးပေါ့ဗျာယူရိုပါလိမှာအခြေအနေကောင်းလို့ဆိုပြီးတော့ပရီးမီးယားလိမှာဇယားရက်တီသွားရပြောင်းလဲသွားမှာတော့မဟုတ်ဘူးဒါပေမဲ့လို့ပေါ့နော်ပရီးမီးယားလိမှာတော့ဆုတ်ပြတ်တက်နေတဲ့အခြေအနေမျိုးမှာ ယူရိုပါလိဖိုင်နယ်မှာဘိုလူဝဲတက်ရင်ဖလားရရင်နဲ့ကျွန်တော်တို့ကချန်ပီယံစ်လိဝင်ဝင်ရတယ်ဆိုတာကအသင်းအတွက်အများကြီးအခြေအနေကောင်းနိုင်နေပေါ့နော်။ဒါကြောင့်ဒီနေ့ညပွဲဒီမန်ချက်စတာယူနိုက်တက်အတွက်အများကြီးအရေးကြီးတဲ့ပွဲပါ။နီးပြပြည်သူရူဘင်အမိုရီနေနဲ့အတောင်တင်းဆုံးလူစင်းနဲ့ပွဲထွက်လာဖို့ကျွန်တော်မျှော်လင့်နေ။လက်ရှိကိုအသင်းရဲ့လူစင်းတွေမှာအကောင်းဆုံးဆိုတဲ့ကစားမားတွေကိုပဲကျွန်တော်ပွဲထွက်ခွင့်ပေးဖို့မျှော်လင့်နေ။ တော့နောက်တစ်ဆင့်ကိုလည်းဒီပွဲမှာထက်နိုင်ပြီးတော့တက်သွားအောင်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ညီကလေးနေနေရောဘယ်လောက်ထိမျောလင့်ထားကြလဲဒီညာပွဲနဲ့ပတ်သက်ပြီးတော့တော့ကျွန်တော်ဒါ watch round အစီအစဉ်မှာကျွန်တော်ပြန်ပြီးတော့တွေ့ကြပါမယ်ဒီညာချီချူအားပေးတဲ့ညီကများလုံးကိုချစ်သူများတွေပါတယ်